ရရင်တော့လဲယူမယ်မရရင်တော့လဲအပြိုကြီးတယောက်တည်းလုပ်ပြီးတော့နေသွားမှာဟုတ်တယ်ဟုတ်တယ်ရွေးရွေးအပြိုးဖြစ်နေတာအာပြိုကြီးစင်းတော့မဝင်သေးဘူးထင်တာပဲကိုကိုကိုတော့နည်းနည်းတော့ငယ်သေးရဲ့ထင်တယ်ဒါပေမဲ့လဲမရရင်တော့လဲ ောက်ဆုံးတယောက်ထဲနေသွားမှာပေါ့ပတ်စံနေအများကြီးရှာပြီးကိုပါနဲ့ကိုအဲစားကျင်တာစားမယ်အဲဝယ်ကျင်တာလေးဝယ်မယ်ဝတ်ကျင်တာဝတ်မယ်ပြီးရင်ကောင်းကောင်းကြီးပျော်ပျော်ကြီးလလကြီးနေပြီးတည်သွားလိုက်မယ်ပြီးရပါပဲအဲကိုတမိုးထားထားမထားထားအာဇွတ်မိတ်ပြီးမျက်စိဇုံမိတ်ပြီးချစ်မယ်ဆိုတဲ့အသက်ရွယ်တွေကကြော်ကြံခဲ့ပြီကွာတိလာကြော်လွန်ခဲ့ပြီအခုတော့မဟုတ်တော့ဘူးတမိုးထားရင်နေတယ်တမိုးမထားရင်နေတော့ထွက်ပြေးတယ်အဝေးဆုံးကို ဟုတ်အချင်းကြီးမေတော့ကလေဟုတ်ကိုသမီးကိုစားပြီးတော့အခုလည်းမလွမ်းဘူးဟုတ်ပြီလေအရင်အဲ့အဲ့ကြီးကအရင်ပေါက်တယ်နော်ဟုတ်ဟုတ်အဲ့အဲ့သူများလေလေအဲ့ဒါတော့အဲ့ဒါတော့အခုချိန်ထိလက်ခံတယ်ဘာလို့လဲဆိုတော့ဟုတ်တယ်လေကိုသမီးကိုရှာစားရတယ်ကိုပဆန်ကိုရှာစားပြီးတော့အဲ့လိုသူများသားသမီးထိုင်လွှမ်းနေတဲ့အလုပ်ကအခုလည်းမလုပ်ဘူးနောင်လည်းလုပ်တော့မှာမဟုတ်ဘူးအဲ့ဒါတော့ဂျင်းတည်တယ်အရင်ကတော့လုပ်ခဲ့တယ်ဘာမို့ကိုကိုဘာနဲ့ကိုကိုပဆန်ကိုရှာစားရတယ်ကိုချစ်တော့ဘောကိုရက်တည်ရတယ်သူများသားသမီးကိုလည်းချစ်ပေးရတယ်ပြီးရင်ကျွေးမွေးရသေးတယ် အဲပြီးရင်တည့်ရမလားအဲကုညီရတည်းရထောက်ပံ့ရတည်းဆိုတော့အဲ့ရလုတ်တယ်မလုတ်တော့ကြာခဲ့ပါပြီငယ်တော့ငါပေါ့ငယ်တော့ငါပေါ့အခုကဟုတ်လူတိုင်းရဲ့ပစံပြားတဲ့မှာဒါဆွဲတော့မယ်နော်အဲ့ဒါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့အခုတော့မလုတ်တော့ပါဘူးဂျင်းတော့လည်းရင့်ကျက်သွားပြီဟုတ်ဟုတ်ဟုတ်ကန်သွားပြီဆိုတော့ဘယ်လိုလေးရွေးချက်သွားမှာလဲကိုယ့်ရဲ့အဖြစ် အဓိကကိုယ့်ပေါ်မှာကောင်းရမယ်ပြီးရင်ကိုယ့်ပေါ်မှာစေတနာရှိရမယ်ပြီးရင်ယောက်ျားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ responsibility ပေါ့ကိုယ့်ပေါ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရမယ်အဲကိုယ့်ပေါ်မှာအဓိကအခု social မှာလည်းအမြဲတမ်းသူများတွေအားလုံးလည်းသိကြမှာပါကိုယ့်ပေါ်မှာစေတနာရှိတဲ့ယောက်ျားဖြစ်ဖို့လိုတယ်ဆိုတော့ကိုယ့်ပေါ်မှာစေတနာရှိမှအဲ့ဒီနောက်မှာကာကွယ်ပေးခြင်းတဲ့စိတ်တွေရှိမယ်တာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့စိတ်တွေရှိမယ် အဲဒါမှမဟုတ်လို့ရှိရင်ရရင်တော့လည်းယူမယ်မရရင်တော့လည်းအပြူကြီးတယောက်ထဲလုပ်ပြီးတော့နေသွားမှာဟုတ်တယ်တော့ရွေးရွေးအပြူဖြစ်နေတာအာအပြူကြီးစင်းတော့မဝင်သေးဘူးထင်တာပဲကိုကိုကိုတော့နည်းနည်းတော့ငယ်သေးရဲ့ထင်တယ်ဒါပေမဲ့လည်းမရရင်တော့လည်းအဲဆိုတယောက်ထဲနေသွားမှာပေါ့ပတ်စံနေအများကြီးရှာပြီးကိုဗာနဲ့ကိုအဲစားကျင်တာစားမယ်အဲဝယ်ကျင်တာလေးဝယ်မယ်ဝတ်ကျင်တာဝတ်မယ်ပြီးရင်ကောင်းကောင်းကြီးပျော်ပျော်ကြီးလက်လက်ကြီးနေပြီးတည်သွားလိုက်မယ်ပြီးရပါပဲဟုတ် ဟုတ်သူများတွေကပေါ့နာအမေကကောင်တက်ကိုတာဝိချစုလေးကိုဘလောက်ဘလောက်လေးတင်တောင်းမှာတယ်ဘလောက်လေးတင်တောင်းမှာတယ်ဆိုတော့ဥစားလေးတွေတွေ့တွေ့ဟုတ်ဒါရင်မြင်လို့ရှိရင်ကိုယ်စိတ်ထဲမှာဘလို့ခံစားပြီးလဲအားကြလားအားကြတယ်ကြတယ်ကြတယ်အားကြတယ် အားကြတယ်အားကြတယ်အဲ့လိုဟိုသူများတွေအဲ့လိုတင်တောင်းခံရတယ်တံမိုးထားခံရတယ်ဆိုအရင်အားကြတယ်ကိုလည်း main ကလေးတွေက main ကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့လိုချင်တာပေါ့ဟုတ်တယ်မလားပတ်စံအဲမမတ်တဲ့ main ကလေးပတ်စံမတ်တယ်ဆိုတာကဟိုလိုမတ်တာကိုပြောတာမဟုတ်ကွာကို့ပေါ်မှာတံမိုးထားပြီးတော့ချစ်ခင်ပြီးတော့ပေးတဲ့ဟာဘယ် main ကလေးဆိုလိုချင်တယ်အနေနဲ့အများပြီးကိုချစ်တဲ့ယောက်ျားကို့ကိုတပွားလုံးတာဝန်ယူမဲ့ယောက်ျားကပေးတာဆိုပူရောင်းလိုချင်သေးတယ်အဲ့လိုမျိုးပေါ့ ူချင်တာပေါ့မလည်းဟုတ်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 ဒီပြပါလို့ဟုတ်ဟုတ်ဒီပြရိုးရက်ပေါ့ရိုးရိုးအရိုခံရရဲဆိုတာတံပိုးထားခံရရဲဆိုတာတကယ်ကောင်းပါတယ်တခါလေကြာရင်နော်ရိုမင်းကလေးတွေမှာဟိုသူ့အချိန်နဲ့သူရှိရဲကွာသူ right time right person မရောက်မချင်းရတော့တံပိုးထားချင်းတံပိုး ထားချင်းခံရချင်းမခံရချင်းကလေအာကိုရွေးချယ်လိုက်တဲ့ life partner ပေါ်မှာအများကြီးမူတည်တယ်ကိုရွေးရွေးချယ်လိုက်တဲ့သူကကိုရဲ့တံပိုးကိုတည်အောင်မှတံပိုးတည်တယ်ဆိုရင်တော့မှတည်တဲ့တံပိုးကိုတံပိုးထားပေးအောင်မှကိုကတံပိုးရှိတာဒါမှမဟုတ်ဘဲနဲ့ကိုကအာဖြစ်ကလက်ဆန်တည်ရမလားအဲကိုကတံပိုးထားထားမထားထားအာ zoom mate ပြီးမျက်စိ zoom mate ပြီးချစ်မယ်ဆိုတဲ့အသက်အရွယ်တွေကကျော်ကြံခဲ့ပြီကွာတိလာကျော်လွန်ခဲ့ပြီအခုတော့မဟုတ်တော့ဘူးတံမိုးထားရင်နေတယ်တံမိုးမထားရင်နေတော့ထွက်ပြေးတယ်အဝေးဆုံးကို ူလောင်မှုကြိုက်ဘူးရှေ့အာပူနည်းနည်းလေးပူလောင်မှုပေးတာနဲ့ဟိုအဝေး6မိုင်กว่าပြေးပြီဟုတ်အာနော်ရိုဂျာနဂိုဂရန်နေ runway model ဆိုတဲ့အချိန်ကျတော့အခုလိုမျိုးအာဘယ်လိုပြောမလဲ runway fashion show တွေဆိုနော်ရိုအတွက်ကအပျော်ဆုံးအချိန်နေပေါ့ဟုတ်မှာဟုတ် ဟုတ်အအဓိကကျတော့ runway model တွေဖြစ်တဲ့အတွက်ကြောင့်မလို့ runway မှာပဲပြောတာပေါ့နော်။နောက်တော့ကျတော့အပြီးတော့အခုဒီနေ့ရဲ့ collection တွေကကျတော့တို့ကဒီဇိုင်နာအလုံးကမြန်မာနိုင်ငံမှာနာမည်အကြီးဆုံးဒီဇိုင်နာအလုံးကစုပေါင်းပြီးတော့လုပ်တဲ့ show ဖြစ်တယ်။ပြီးတော့ ready to wear တွေဖြစ်တဲ့အတွက်ကြောင့်ပေါ့ပေါ့ပပရှိတယ် comfortable ဖြစ်တယ်။အမြဲတမ်းဆိုတော့တို့ကအဲ့လို hotel show တို့ပါလို့ဆိုရင်အရန်အင်ဂျီတွေ dress တွေအဲ့လိုအရန် heavy တွေနဲ့ဝေးရတယ်။ပြီးရင်အနောက်မှာအမိရှေးကြီးတွေနဲ့သိရမလား sequence တွေနဲ့အဲ့လိုပွဲသက် fashion လိုမျိုးဟာမျိုး ကိုဝေရတဲ့အချိန်ကျတော့အာနည်းနည်းဘယ်လိုပြောမလဲတိတ်မလွတ်လပ်ဘူးနည်းနည်း heavy ဖြစ်တယ်ပေါ့ဒီနေ့ကျတော့ ready to wear collection ကိုမှ summer collection ဆိုတော့ပေါ့ပေါ့ပပလည်းဖြစ်တယ်ပြီးရင်ကိုရီရှိုးရှောက်တဲ့အချိန်မှာလည်းအဲခနာကိုထဲမှာပြောမှဆိုလွင့်နေရပေါ့နော် summer collection ဆိုတော့ဟုတ်ဒီနေ့ရဲ့ feeling ကခနာ rehearsal တိုက်ပြီးတဲ့အချိန်မှာတော့တော်တော်လေးအရန်ပျော်နေရပေါ့ရှိုးမရှောက်ရတာလည်းကြာပြီဆိုတော့လေဟုတ်ဟုတ်ဒါကတော့မမတန်နေအေးရဲ့ဝတ်စုံလေးပါရှင်ဟုတ်အားပေးကြရမယ်တိတိ ဟုတ်အမြဲတမ်းအားပေးလို့လဲကျေးဇူးပါလို့ thank you ပါကျေးဇူးပါ thank you ပါ